မင်္ဂလာပါရှင်ဒီနေ့ကတော့ထိုင်းမုံတစ်မျိုးဖြစ်တဲ့ငပြောသီးနဲ့အုံတို့လုံနေနေလုံပြသွားပါမယ်ဒါပေမဲ့လို့ကျွန်မကအယောင်လေးတွေလူကျင်တဲ့အတွက်ကြောင့်မလို့ဒီမှာစွမ်းပွင့်ရည်လေးထည့်ပါမယ်ရှင်ငပြောသီးကတော့တပြည့်အသုံးပြုပါတယ်အများကြီးပေါ့ရှင်ဒီနေ့သူများကိုလည်းပြေးမယ်ပေါ့ဒါကတော့ဆွမ်းမွေးရဲ့အမှုံမှာကျမအွန်လိုင်းကဝယ်တာပါကတိတော့ခေါ်တယ်ကျမတို့အုံးနှုတ်ကိုလည်းထည့်ပြီးတောင်းအောင်မှာဖြစ်ပါတယ် ငါပြောသည်လေးကအရင်မဲ့မနေရပါဘူးရှင်မစိမ့်မမဲ့အနေအထားလေးကိုဝယ်ရပါမယ်ပြီးရင်တော့သုံးပိုင်းပိုင်းလိုက်ပါနော်ကျမကထိုင်းမှာနေတဲ့အတွက်ကြောင့်မလို့ဒီလိုငါပြောသည်တစ်ပြီးဆိုရင်တာမန်ကြီးဆိုရင်တော့တတ်တာတယ်ဒါပေမဲ့လို့စူပါမားကတ်ကဝယ်တယ်ဆိုရင်တော့ရန်တတ်တာတယ်တင်မှာတော့မပါပါဘူးရှင်ရရှိလာတဲ့ကျမရဲ့ငပြောသီးတုံးလေးတွေပါ air fryer တွေကို ကျမထည့်ပါမယ်ရှင်။ဒါကြောင့်မလို့ကျမကအခုလိုမျို ဒီရလေးခင်းပြီးတော့ air fryer ထဲမှာငပြောသီးတုံးလေးတွေကိုထောင်ပြီးတော့ထည့်လိုက်ပါတယ်။ငပြောသီးတုံးလေးတွေထည့်ပြီးသွားတယ်ဆိုရင်တော့ကျွန်မကသူ့ကိုအပူနှစ်ခါပေးပါမယ်။ 200ဒီဂရီဆယ်စီယပ်စ်ကိုအသုံးပြုရမှာဖြစ်ပါတယ်။မိမိက air fryer မရှိဘူးဆိုရင်ရိုးရိုးအိုးထဲမှာဒီလိုမျိုးစားရလင်းခင်းပြီးတော့ကိုကအထက်အောင်အပူပေးနိုင်ပါတယ်နော်။ oven နဲ့ရပါတယ်ရှင်။ temperature ကအတူတူပါပဲ။ air fryer ကတော့ upper temperature ပဲပါတာဖြစ်တယ်။ oven ကတော့အထက်အောက်ထိကိုသုံးလို့ရတယ်။ဒါပေမဲ့မိမိက oven သုံးတဲ့အခါမှာအထက်အပေါ်မီးပဲသုံးပါတော့နော်။ကျမက200ဒီဂရီဆယ်စီယပ်စ်နဲ့ဒီမှာ မိနစ်30လောက်လိုက်ပါတယ်မိနစ်30နောက်ပိုင်းမှာဇွန်းလေးယူပြီးတော့အထက်အောက်ကိုလှန်လောလိုက်ပါတယ်ရှင်အထက်အောက်လှန်တဲ့ခါမှလေးနည်းနည်းလေးကတ်တင်ရှင်အိုးမလေးအဲ့ဒါတော့သတိထားပါနော်ပြီးတော့ရင်ဆိုရင်တော့100 degree celsius နဲ့10 minute တခါထပ်ပြီးတော့ air fryer နဲ့အပူပေးရပါတယ်ဒါကတော့ကျမရဲ့ အုံနှုတ်ဖြစ်ပါတယ်ရှင်အုံနှုတ်က250အောင်မှရှိပါတယ်သူ့တွေကိုကျမကအရောင်ဖခြင်းတဲ့အတွက်ဆွမ်းမွေးရည်နေအနေငယ်ထဲပါတယ်ဆွမ်းမွေးရည်အမုံပေါ့နော်ဒါပေမဲ့သူ့အမုံကအကဲမိမိကရင်နွေးပူပူနဲ့စစ်ချခြင်းနဲ့ဆိုလို့ရတယ်ကော်ဖီစစ်တလိုမျိုးခက်ကျကျလေးစစ်ချခြင်းနဲ့ဆိုလို့ရတယ်ကျမကသူ့အဖက်ကလေးတွေပါလိုချင်တဲ့အတွက်ထဲတယ်ပြီးတော့ကျမသူ့တွေကို ဒါကတော့အာကျမတို့စံမှုန့်ထည့်ပါတယ်စံမှုန့်ထမင်းစားစွမ်းနဲ့နှစ်စွန်းထည့်တယ်ပြီးတော့ဒါကတကြားထည့်ပါတယ်တကြားကတော့ကိုလိုတလောက်ထည့်ပါလီးစွန်းသမုံငါးစွန်းကိုစားနိုင်တလောက်ကိုအထူကိုစားနိုင်တလောက်ထည့်ပါပြီးတော့စားလေးနင်းနင်းလေးပိုင်ရင်းလေးထည့်ပြီးတော့ဒီမှာမှွေပြီးတော့ကြိုပါတယ်ရှင်ကျမကလေအုံးနှုံးနဲ့အနစ်ကလေးရရင်တော့ကြိုတာပါနည်းနည်းလေးပြစ်တာနဲ့ကျမမီးကိုပိတ်လိုက်တယ်ရှင်နည်းနည်းလေးပြစ်တာနဲ့ပိတ်လိုက်တော့အခုလိုနေထားလေးရရှိလာတူနဲ့တူစားမှဖြစ်ပါတယ် ဒါကတော့ကျမရဲ့ငပြောသီးလေးတွေပါပထမကျမလုပ်ထားတဲ့ငပြောသီးလေးတွေကိုအခုလိုမျိုးဖိချလိုက်ပါเนาะဓာပြားလေးနဲ့ဖိချရတယ်ကိုအစင်ပြတာလေးနဲ့ဖိချလိုက်ပါငပြောသီးလေးကလေခက်မမအမြင်ကခက်ချွတ်ချွတ်ကလေးဖြစ်ပြီးအတွင်းကခက်အီအီလေးဖြစ်နေတယ်ရှင်ဒီငပြောသီးကိုအခုလိုမျိုးလေးလုပ်ပြီးတော့လေအပြင်မှာထားတယ်ဆိုရင်9ရက်လောက်ထားလို့ရတယ်ရှင် ခင် refrigerator တိုင်းမှာထားမယ်ဆိုရင်တော့တမန်ကြော်ကြော်လောက်ထိရပါတယ်เนาะကျွန်မကတော့တရက်ထင်းနဲ့အကုန်စားလို့ကုန်သွားပါတယ်အပြင်ကမမလေးအတွင်းကပြော့ပြော့လေးပါဒါထိုင်းမုံလေးပါเนาะပြီးတော့ရင်တော့ကျွန်မလုပ်ထားတဲ့ sauce တွေကိုအပေါ်ကနေပြီးတော့ကျွန်မလောင်းထည့်လိုက်တယ်ဒါမှမဟုတ်ဖ ೇನೆ ကိုကငံပြောသည့်တက်တက်ဒီ sauce တက်တက် ခွဲထုတ်လေးရပါတယ်เนาะဒါကတော့မိမိစိတ်ကြိုက်ပါရှင်နှမ်းကြိုက်တဲ့သူမို့လို့အပေါ်ကနေနှမ်းအနေငယ်ဖြူပါတယ်ဒါဆိုရင်တော့စားကောင်းတဲ့မုံလေးတစ်ခုရပြီเนาะ thank you ပါ